မင်္ဂလာပါတီချက်တင်တာဖြစ်ပါတယ်တီချက်တင်နေ့တင်မှာ great thomas ရဲ့ chapter 2လေးတင်နေတာ exercise 2.1ရဲ့ number 1 ab ပြီးသွားပြီဒီနေ့ c လေးဆက်ကြည့်လိုက်အောင်เนาะအဲ့တော့ဒီချက်ရဒီ proof တက်လုပ်နေတဲ့ statement တစ်ခုကိုတွက်နည်းသည်ဘယ်လိုလုပ်ရမလဲ number 1မှာပြထားသော statement ကို bn လို့ထားအဲ့တော့ statement က bn ဖြစ်သွားပြီ number 1ချက် number 2အချက်က p1 မှန်ကြောင်းပြ number 3 pk မှန်တယ်လို့ user PK+1 မှန်ချောင်းပြเนาะအဲ့တော့အဲ့ဒီအချက်တိုင်းတွေ့မယ်အဲ့တော့အဲ့ဒီမှာ P1 မှန်ချောင်းပြသည့်ပုံစံအားလုံးအတွက်မမှန်ဘူးเนาะဘယ်ဟာကိုကြည့်ရတယ်လို့တစ်ချက်ပြောခဲ့လဲ example မှာ natural number လို့သူပေးထားတဲ့ intern ဖို့ကန့်သက်ထားရင်ကန့်သက်ထားတဲ့အတိုင်းသုံးရမှာဖြစ်တယ်။ intern ဖို့ပေါ်ကိုကြည့်ပြီးသတ်မှတ်တာဖြစ်လို့ natural number လို့ပေးထားရင်တော့အနိုင်ဆုံးပြီးသူ့ရဲ့သဘာဝဂိမ်းတဲ့က1ဒီအငယ်ဆုံးဖြစ်တဲ့အတွက်1ကနေစရမှာဖြစ်တယ်။ and ကန့်သက်ထားရင်9ထက်ကြီးဆို9ကနေစရမှာဖြစ်ပါတယ်။အငယ်ဆုံးတန်ဖိုးကနေစရမယ်နော်။ အဲ့တော့ဒီမှာကတော့ natural number ဖြစ်တဲ့အတွက်ဒီချက်တို့ဘယ်လောက်ကနေစမလဲ n equal to 1အတွက်ကနေပဲစမှာဖြစ်တယ်။အဲ့တော့အရင်ဆုံးပါလို့လဲထားတဲ့အဆင့်ကိုဒီချက်ရေးထားလိုက်ပြီးဒီပေးထားတဲ့ statement လေးနော်ဒီချက်တို့ပုံစံပေးထားတဲ့ statement လေးကို let ထားလိုက်တဲ့ the pnd note the statement ဆိုပြီးတော့ထားလိုက်တဲ့ပြန်ကူးမယ်။ပြီးရင်ဘာလို့ကလဲ for နော် for ဘာတူအတွက်လဲ n equal to 1အတွက်ပေါ့နော် n equal to 1အတွက် ။အန်တန်ဘိုးဝမ်အတွက်ဆိုလည်းဟန်ဆိုင်မှာအစားအသွင်းကြည့်တယ်ဆိုတချို့ဘွယ်မှာထည့်ထည့်ကြည့်ခိုင်းလဲ။အန်နေရာလေးမှာဝမ်ထည့်ကြည့်မယ်။ဒါဆို2 into 1ဆိုရင်ဘယ်လောက်ရမှာလဲ။2 2ဒါဆိုရှေ့ဆုံးကလည်း2ကျ2နင်းတစ်ချက်ရှင်းပြမနေတော့ဘူးလို့ပြောထားတာဖြစ်တဲ့အတွက်2ကျတခါလေးယူမှာဖြစ်တယ်နော်။ left hand side ပေါ့နော်။ အဲ့တော့ left hand side equal to the to q လို့တခါလဲယူမယ် right hand side ကကြတော့ဒီဆိုတော့ a နေရာမှာဘာလုပ်ပြမယ်အစာသွင်းပြမှာဖြစ်တယ်နော်အဲ့ဆိုတော့ lhs equal to ပေါ့နော် l h s equal to ဒီဘာဖြစ်မလဲ to q ပေါ့ to q ဆိုတော့နှစ်သုံးထပ်က shift ဖြစ်နော်ကဲအဲ့ဒါဆိုရင်ဒီချရိုးရဲ့နောက်တစ်ခု right hand side ကိုကြည့်မယ် r h s အတွက်နော် r h s အတွက်က2 into 2 1 square ညာဘက်ခြမ်းဟုတ်တယ်1 1 the whole square ပေါ့နော်အဲ့ဒါဆိုရင်တချို့တို့သူ့ကိုကြည့်ရင်ဝင်တဲ့က1 1က2နဲ့နှစ်ထပ်က4နော်နှစ်နှစ်ထပ်က4ရှိက1ကဘယ်နှစ်ထပ်တင်းတင်း1ပဲရှိမှ2ဆိုတော့ဒီနှစ်လီ8ဆိုတော့သူလည်း8ရတယ်ပေါ့နော်အဲ့ဆိုတချို့တို့ဘာဖြစ်သွားပြီညီသွားပြီပေါ့တဲ့ပေါ့ l h s နဲ့ဘယ်သူနဲ့ညီသွားလဲ r h s နဲ့ညီသွားပြီညီသွားရင်ဘသူအတွက်မှန်သွားပြီလဲ b1 မှန်သွားပြီပေါ့เนาะအဲ့တော့ b1 is true ပေါ့အဲ့မှာစာကဒီစသုံးမျိုးလုံးရေးလို့ရတယ်ဆိုတာသင်ပြပြီးသားเนาะကလေးတို့ကြိုက်တဲ့ကြိုက်တယ်လို့ရေးပါရှေ့က example တွေနဲ့ exercise တွေမှာပြောပြီးသားဖြစ်ပါတယ်ကဲဟုတ်ပြီအဲ့ဒါဆိုရင်ဒီချက်တို့ဒုတိယတစ်ခုအနေနဲ့မလုပ်ပေးရမလဲ pk မှန်တယ်လို့ယူဆဆိုတော့မလုပ်မှာလဲ assume ပေါ့เนาะ assume assume that ယူဆမယ် bk မှန်တယ်လို့ယူဆမယ်เนาะ for n equal to k ပေါ့เนาะ k မှန်တယ်လို့ယူဆမှာအဲ့တော့ assume that bk is true ပေါ့အဲ့တော့ bk မှန်ခဲ့တယ်ဆိုရင်ဆိုရင်ဒီချက်တော့အဲ့နေရာမှာဗာထည့်ရမှာလဲ k ထည့်ကြည့်ရမှာဖြစ်တဲ့အတွက် that is ပေါ့เนาะ၎င်းသည်ဆိုတော့မှအစားသွင်းမယ် do statement ပြန်ကူ do you plus for you plus sick you plus and so on chu and the whole chu နေရာမှာ and နေရာမှာပါတဲ့ k ထဲမှာเนาะအဲဆိုတော့ chu k chu နော် equal to ဆိုပြီးတော့ဟိုဘက်က and နေရာတွေမှာလည်းပါထည့်မယ် k ထည့်သွားမှာဖြစ်တယ်ဒါကြောင့်မလို့ဒီမှာ 2k equal to ဟိုဘက်က 2k square into k plus 1 the whole square ပေါ့နော်။ကဲအဲ့ဒါဆိုရင်တချို့ကဒါညီပီးသားနော်အမြဲတမ်းပြောပီးသားဒီဟာလေးကတချို့ proof လုပ်မဲ့နေရာမှာပြန်သုံးမှာဖြစ်ပါတယ်နော်။ key အထီးကိုယူပြီးဒါလေးကပြန်သုံးမဲ့ဒီတစ်ချက်ကိုနော်။ကဲဟုတ်ပြီ။အဲ့ဒါဆိုရင်တချို့နောက်တစ်စက် pk+1 မှန်ကြောင်းပြဆိုတဲ့အတွက် we will show that ပေါ့နော်ကျွန်တော်တို့တက်တည်ပြမယ်ပေါ့ we will show that ပါမှန်တယ်လို့ပြပါမယ်နော် ပြန်ကူးမယ်နော်ဘသူမှန်ကြောင်းပြမှာလဲဆို we will show that b ပါမှန်ကြောင်း k+1 เนาะအနေရာမှာ k+1 is true ပေါ့နော် b k+1 is true ဖြစ်ကြောင်းပြမယ်ပြမယ်ဆိုတချို့ကဘာနဲ့တွားလဲ to prove နဲ့တွားတယ်နော်တက်တည်ပြရမယ်ဟာဒီ k နေရာမှာဘာနဲ့ထည့်သွားမှာလဲ k+1 နဲ့ထည့်သွားမှာဖြစ်တဲ့အတွက်ဒီလိုပြန်ရင်းမယ်ဆိုရင်2 2 plus for you plus sit you plus and so on plus နော်ဒီမှာလည်း plus ပါမယ်နော် k အစစ်အရင်ပါရမယ် k ပြီးမှ k ထက်တကြီးတာလာမှာဖြစ်တဲ့အတွက် do k you k ပြီး k ထက်တကြီးတာလာမယ်ဆိုတော့ k နေရာမှာ k plus 1ပေါ့နော်အဲ့တော့ do into k plus 1 the whole cube or the left hand side equal to right hand side မှာကျတော့ k နေရာမှာ k plus 1ဆိုတော့2 k plus 1 the whole square ပြီးရင် k plus k နေရာမှာ k plus 1 အဲ့နေရာမှာ k+1 เนาะနောက်မှာ +1 ပါသေးတယ်ဆိုတော့ k+1 +1 the whole square ဖြစ်သွားမယ်เนาะအဲ့ဒါဆိုကလေးတော့အဲ့နောက်မှာညာဘက်ခြမ်းလေးကိုမြင်ရမှာကဘာဖြစ်မလဲ k+1 +1 ဆိုတာတချို့တို့ k+2 ထွက်ခဲ့ရင်ရပြီပေါ့เนาะဆိုတော့ဘယ်လိုထွက်ရင်ရလဲ due into k+1 the whole square k+2 ပေါ့เนาะအဲ့ဒါလေးထွက်ရင်ရပြီဒါဆိုရင်တချို့တို့ဒါရဲ့ဒီဘက်မှာရှိတဲ့ left hand side လေးကိုပြန်ကူးပြီး proof လုပ်ပြီးမှဖြစ်တယ်အဲ့ဒါဆိုရင်တချို့တို့အဲ့ဒါလေးပြန်ကူးမယ်เนาะ ချက်ဒါလေးပြန်ကူးပြီးပြီး proof လုပ်မယ်တက်သေးပြမယ်။ဒါဆိုရင်ဒီချက်တို့ဒီကနေဒီအထိခေအထိဒီမှန်ကန်ချောင်းပြခဲ့ပြီးလားဟုတ်လား။ဒီမှာမြားထူထားတယ်နော်။အနီနဲ့မြားထူထားတဲ့နေရာလေးပြန်သုံးမယ်။ဒီချက်တို့ဒီခေကျူးအထိဒီ do into k q အထိဒီပါလေ do into k က sorry เนาะဒီမှာဘာဖြစ်ထားရမလဲဒီလိုဝင်ပပါရမယ်เนาะ the whole เนาะ the whole q the whole q ဆိုတော့ဒီဘက်က do into k plus 1ကလည်းဘာဖြစ်မှာလဲ the whole q ဖြစ်ရမှာเนาะ ဒါဟုတ်ပြီအဲ့ဒါဆိုဒီကျတော့ဒီမှာအနီနဲ့တားထားတဲ့အဖြေလေးယူမှာဆိုတော့သူ့ရဲ့အဖြေဒီပါဖြစ်မလဲ 2k square k plus 1 the whole square ပေါ့နော်အဲ့ဒါလေးအစားအသွင်းမယ် 2k square ပြန်ပါလာမလဲ k plus 1 the whole square ဒါလေးအစားအသွင်းမယ်အဲ့တော့ဒီမှာဒီကျ the whole လေးပြန်ခတ်မယ်နော်ဒီ cube ကဘယ်ပုံမှာလဲ the whole ပုံမှာ cube ဖြစ်တယ်နော် တဟူဂျူဒါလေးရလဲတဟူဂျူနော်ကဲအဲ့ဒါဆိုရင်ဒီချက်ဒီအထိအစာသွင်းပြီးပြီဆိုနောက်မှကျန်လာသည် do into k plus 1တဟူကြည့်ပြမယ်နော်အဲ့ဒါဆိုရင် equal to ပေါ့နော်ဒီ3ထပ်လေးကိုဘာလုပ်ရမလဲဒီကိုဝင်မြောက်မယ်ဝင်မြောက်မယ်ဆိုရင်ဒီချက်တို့ဒီရှေ့မှာရှိတာက 2k square ပြီးရင် k 1 the whole square နော်ပြီးရင်ဘာဖြစ်မလဲ 2ဟာနှစ်3ထပ်ကရှင် k+1 ပေါ်လဲ3ထပ်တင်ဆိုတော့ k+1 တဟူကျဒါဆိုရင်ဒီချက်အခုနပြောပြခဲ့တဲ့အတိုင်းတူနေတာလေးပုံထုံးမှဖြစ်တဲ့အတွက်ဒီမှာ do ဒီတွေက do ထုံးမယ် k+1 the whole square လေးထုံးမယ်အဲ့ဒါဆိုဘာထုတ်လိုက်မှာလဲ do into k+1 the whole square ကိုပုံထုံးပါအဲ့ဒါဆိုဒီချက်တို့အနောက်မှာကြံမှာလေးကိုကြည့်ဒီမှာဘယ်သူကြံခဲ့မလဲရှေ့ကိန်းမှာ k square ကြံမယ် နော်အနောက်ဂိမ်းမှာကတချို့လို့ရှစ်ထဲကကနှစ်ထုတ်ထားတာဆိုဘယ်လောက်ကြံမှာလဲ4ကြံမယ်နော်အဲ့ဆိုတော့ plus 4ဒီ3ထပ်ကလေးကနှစ်ထပ်ထုတ်ထားရင်တစ်ထပ်ကြံမှာဖြစ်တဲ့အတွက်4 into k plus 1ကြံမှာဒီလိုဖြစ်မယ်နော်အဲ့ဒါကိုတချို့ကဘာလုပ်လိုက်မလဲဒီ4လေးဝင်မြောက်မယ်2 into k plus 1 the whole square into k square plus 4k plus 4 နော်ဒါဆိုသူ့ဒီချက်ဘာလုံးမှာလဲစခွဲကိန်းခွဲရင်နောက်က4ဆိုတော့နှစ်နှစ်ထက်နော်ဒါဆို k + 2 the whole square ရမယ်သူရဲ့စခွဲကိန်းရနော်ဆိုတော့2 into k + 1 the whole square နောက်ကခွဲတာက k + 2 the whole square ဒါဆိုရင်ဒီချက်တို့အခုနာကပြကျင်တဲ့အဖြေရသွားပြီပေါ့ဒီမှာနော်ဒီအဖြေရသွားပြီဒါဆိုရင်သူ့အဖြေအတိုင်းပြန်ရေးချင်ရင် +2 လေးကို2ဆိုတော့1နဲ့1ပေါင်းတယ်လို့ခွဲရေးလိုက်ရင်ရသွားပြီပေါ့နော်အဲ့ဒါလေးပြန်ခွဲရေးပေးမယ် ဆိုရင်ဘယ်လိုဖြစ်သွားမလဲတကယ်လို့ပေးတာက2 into k plus 1 the whole square အနောက်ကခွဲမှာက k plus 1 plus 1 plus 1လို့ခွဲလိုက်เนาะ the whole square ဒါဆို right here ဒီချက်ရွန် right hand side နဲ့ညီသွားပြီဖြစ်တယ်เนาะဆိုတော့တက်တိပြချက်ပြည့်လဲသွားတဲ့အတွက်ဒါ bk+1 ပါဖြစ်သွားပြီမှန်သွားပြီပေါ့เนาะအဲ့တော့ bk+1 is true ပေါ့เนาะ ဆိုတော့ pk+1 မှန်သွားပြီဆိုအောက်ဆုံးမှာပါရေးမလဲအဖြေရေးမယ် therefore principle of mathematical intention the statement is true for all and determinable n လို့ရေးလိုက်ညပြီပေါ့နော်ဒါဆိုဒီချက်လို့ c ပြီးသွားပြီအဲဟုတ်ပြီအဲ့ဒါဆိုရင် c ပြီးပြီဆိုတော့ d လေးဆက်ကြည့်အောင်နော်အဲ့တော့ဒီပုံစံလေးကိုကြည့်မယ်ထုံးစံအတိုင်းဒီချက်လို့ပေးထားတဲ့ statement ကိုပါထားလိုက်မယ် n လို့ထားလိုက်ပြီเนาะ statement ကိုထားလိုက်ပြီးရင်ဒီစရဘသူအတွက်ရေးမလဲ for n equal to 1ပေါ့เนาะ for n equal to 1အတွက် n 1အတွက်ဆိုဒီစရဒီမှာ1ထည့်ကြည့်မှာဖြစ်တဲ့အတွက်1 1+1 เนาะအနောက်က 1+1 က2ဆို1 into 2 1 into 2ဆိုတော့ဒီရဲ့အရှင်းနဲ့မတူဘူးလားတူတဲ့အတွက်တန်ရေးပါမယ် left hand size equal to the 1 into 2 dot dot product เนาะ scalar product ဖြစ်တဲ့အတွက် dot အဆက်ကလေးနဲ့မြှောက်ထားတာဖြစ်တယ်အဲ့ဒါ into เนาะမြှောက်မှာ multiply လုပ်ထားတာအဲ့တော့1 into 2ဆိုတော့ဘယ်လောက်ပဲရမှာလဲ2ရမယ် left hand side ရပြီဒါဆိုဒီချက် right hand side ရေးမယ် right hand side မှာလည်းအနေအရာဒီမှာဗာထည့်သွား any amount 1 times so 1 multiply by 1 plus 1 1 plus 2 by 3ပေါ့เนาะ အဆိုရှိက1 plus 1က2ဒါက3 3 2 4ဆိုတော့6เนาะအဲ့တော့6 3ဆိုတော့ဘလောက်ပဲရမှာလဲ2ပဲရမယ်ဒါကြောင့်မလို့ teacher ရဲ့ left hand side လေးရေเนาะ teacher ရဲ့ right hand side လေးရေဟာဘာဖြစ်သွားလဲညီသွားပြီဆိုရင် p1 မှန်သွားပြီပေါ့เนาะအဲကြောင့် therefore p1 is true ပေါ့เนาะအဲ့တော့ p1 assume low lo mana, use a me, assume, assume that on a use a like me, b ba manele, bk manelu use a mana, bk is true. bk mane use a me, that is lakaundi, like, so any arima kete, kete is raw 1 into 2 plus 2 into 3 plus 3 into 4 plus and so on plus n into n plus 1เนาะဒါခါညာဘက်ခြံကကြတော့ဘာတွေဖြစ်မလဲ sorry n နေရာမှာဘာဖြစ်မလဲ k into k plus 1เนาะ k တွေပြောင်းသွားပြီအဲ့တော့ n နေရာတွေမှာဒီစလို k ဖြစ် k ထဲမှာဖြစ်တဲ့အတွက် right hand side ကိုကြည့်ရင် k ပြီးရင် k plus 1ပြီးရင်ဘာလာမလဲ k plus 2 နော်အဲ့ဒီအောက်မှာမှာ by 3ပေါ့နော်အဲ့တော့ဒီဟာလေးတိတချို့ဘာဖြစ်ပြီးသားလဲညီပြီးသားလို့ယူဆတာဖြစ်တဲ့အတွက်ဒါကိုဘာပြန်လုံးမှာပြန်သုံးမှာဖြစ်တယ်နော်အဲ့ဒါဆိုရင်တချို့နောက်တစ်ခုကဘာလုံးမှာလဲဘာလုံးမှာလဲဆိုတော့ pk မှန်တယ်လို့ယူဆပြီးရင်ဘာလုံးမှာ pk+1 မှန်ကြောင်းပြမှာအဲ့ဒါကြောင့် pk+1 မှန်ကြောင်းပြဆိုဘယ်လိုရေးရမလဲ we will show that ပေါ့နော် we will show sure. that နော်ဗာမှန်တယ် b k plus 1 is true အပီကေ plus 1မှန်ကြောင်းပြမယ်ဒါကြောင့်မလို့ true proof နဲ့သွားမယ်တတိပြရမှာကတချို့လိုဘာဖြစ်မှာလဲသူ့အတိုင်းပြန်ကူးပေါ့နော်2တိုင်းပြန်ကူးဆိုဘာတွေဖြစ်မလဲ1 into 2ကနေ2 into 3 3 into 4เนาะအနောက်မှာ k into k plus 1လေးကိုပြန်ကူးမယ်ဆိုတော့ y into 2 plus 2 into 3 plus 3 into 4 plus and so on plus k into k plus 1 no k into k plus 1 in la no p ma ba la ma le di n nya le di ma k plus 1 phit de atwa k plus 1 into k plus 1 plus 1 phit twa ma no k plus 1 into k plus 1 plus 1 ဆိုတော့ k plus 1 into k plus 1 plus 1ဒါပြီးမှ equal to ပေါ့နော်ဟိုဘက်ချမ်းကိုကြည့်မယ်ဟိုဘက်ချမ်းကိုကြည့်တော့ဒီချက်တို့ a နေရာတွေမှာဘာထည့်မှာလဲ a နေရာတွေမှာ k plus 1ထည့်မယ်နော်အဲဆိုရင်ဘာဖြစ်သွားမလဲလိုက်ကြည့်အောင် k plus 1ပြီးဒီမှာ k plus 1 plus 1ဆိုတော့ k plus 2ဒီမှာက k plus 1 plus 2ဆိုတော့ k plus 3အဲ့တော့ဘယ်လိုဖြစ်သွားမလဲ k plus 1 မြောက် k +2 အမြောက် k +3 ဖြစ်သွားမယ်เนาะအဲ့တော့ဘာဖြစ်သွားမလဲဒီဖက်ချန်လေးက k +1 multiply k +2 multiply k +3 find 3ဖြစ်သွားမယ်ပေါ့ဒါတချို့တက်တည်ပြမယ်ဟာเนาะအဲ့ဒါဆို proof ဆိုရင်တက်တည်ပြပြီမှာတက်တည်ပြပြီဆို left hand side လေးပြန်ကူးမှဖြစ်တဲ့အတွက်1 1 multiplying by 2 2 multiplying by 3 3 multiplying by 4 plus and so on plus ပါလာမှာလေ k multiplying by k plus 1 plus k plus 1 multiplying by k plus 2လို့ရေးလိုက်တော့မယ်เนาะ plus 1 plus 1ဆိုတော့ k plus 2ဒါဆိုရင်တချို့အရှိမပြောခဲ့တဲ့အတိုင်း ယူဆထားတာလေးကပြန်သုံးမှာလို့ပြောတဲ့အတွက်ဒီကနေခီအစအထီးဒီတီချာတို့ဘာလို့မှလည်းအဖြေပြန်ယူသုံးမှာဖြစ်တယ်။အဲဆိုတော့အပေါ်မှာတီချာတို့ရေးထားတဲ့ဟာလေးပြန်ယူသုံးမယ်ဆိုရင်ဘာဖြစ်သွားမလဲ။ key key plus 1 key plus 2 by 3လေးအစားအသွင်းမှာပေါ့နော်။ဘာဖြစ်သွားမလဲ။ key key plus 1 key plus 2 by 3လေးပြန်သုံးမယ်အနီရဲ့နောက်မှာကျန်တာလေးပြန်ကူးမယ်ဆိုတော့ k 1 k 2ပေါ့နော်အဲ့တော့ဒီမှာတစ်ချက်ကမလုပ်ရမလဲဆိုရင်ကလေးတို့ကငါပုံထုတ်လို့ရသလားပေါ့ခဏရှင်းတဲ့နေရာမှာနော်ပုံထုတ်လို့ရမလားပြီးရတူရာပါလားပုံထုတ်လို့ရမလားပိုင်းချင်ညှိလို့ရမလား နော်ပြီးရင်စခွဲကိန်းခွဲလို့ရမှာလားအဲ့ဒီပုံစံလေးတွေကိုကြည့်ရမှာဖြစ်တယ်အဲ့ဒါဆိုခုဒီမှာတီချာတို့တူတာကြည့်မယ်ဆို k+1 k+1 k+2 k+2 တူတယ်အဲ့တော့တီချာအဲ့ဒါလေးကိုအရင်မလုပ်မလဲပုံထုတ်မယ်နော်အဲ့ဘာထုတ်မှာလဲနှစ်ခုထုတ်လိုက်မယ်ဆိုရင် k+1 နဲ့ k+2 လေးနဲ့ထုတ်မှာ k+1 နဲ့ a+2 လေးနဲ့ထုတ်လိုက်ရင်နောက်မှာကျန်တာလေးပြောမယ်เนาะတချို့တို့ဒီမှာဗာကျန်မလဲ k/3 ကျန်မှာပေါ့เนาะအရှိရအရှိရဗာကျန်မှာလဲ k/3 ကျန်မယ်အနောက်ကကျနှစ်ခုလုံးထုတ်လိုက်တဲ့အတွက် +1 ကျန်မယ်အဲ့တော့ဒီချေအဲ့ဒါလေးကိုမလုပ်မလဲပုံထုတ်မယ်အာ sorry ပိုင်းချေညှိမယ်အဲ့တော့အရှိရဒီတိုင်းပြန်ကူပေါ့เนาะ k+1 ရယ် k+2 ရဲ့ကိုပြန်ကူနောက်ကပိုင်းချေညှိဆိုတော့ k+3/3 ဖြစ်သွားမယ်နော် ဒါဆိုရင်ဒီစရုပ်ဒီရာဒီအမြောက်မဟုတ်လားအမြောက်ဆိုအားလုံးတန်တဲ့ဘာလို့လို့ရလဲရေလို့ရသွားပြီပေါ့နော်အဲ့ဆိုတော့တဒန်းလုံးရေးလို့ရသွားပြီဆိုတော့အမြောက်ဖြစ်တဲ့အတွက် by 3ကိုအလုံးနောက်မှာခံလိုက်မယ် k +1 k +2 k +3 by 3ပေါ့နော်အဲ့ဆိုရင်ဘာဖြစ်သွားပြီလဲတချို့ရဲ့ညာဘက်ခြံဖြစ်တဲ့ right hand side နဲ့ညီသွားပြီပေါ့နော်အဲ့တော့တချို့အောက်မှာအဖြစ်ရေးမယ်နော် therefore ဘယ်သူမှန်သွားတာလဲဒါ pk +1 is true နော် pk plus 1မှန်သွားပြီဆိုအောက်ဆုံးမှဒီအဖြေလေးရေးပေးပါเนาะအဲ့ဒါဆိုရင်ဒီချက်ကို C လဲပြီးသွားပြီကဲဟုတ်ပြီအဲ့ဒါဆိုရင်ဒီချက်နောက်ဗီဒီယိုလေးဆက်ဆောင်ကြည့်ပေးပါအားလုံးမင်္ဂလာပါ